သူဟာ post graduate တယောက်ဖြစ်ပေမဲ့လာစတထောင်သားရှိတဲ့လူကိုရှာလုပ်ခဲ့ပါတယ်မထင်မှတ်ပဲဂျပန်တစ်ခုထားစင်မှာဂျပန်ပေါက်ကွဲသွားခဲ့ပြီးရေခဲရိုက်ထားတဲ့အသားရဲ့ပြုတ်ကျတဲ့ဟာလေဂျာကြီးတကားပေးလိုက်တဲ့အတန်နဲ့ကွက်တီဖုံးလွှမ်းသွားခဲ့ပါတယ်ဒီလိုနဲ့ပဲသူဟာ minus out degree ရှိတဲ့ A ခန်းထဲမှာပိတ်ခန့်ထားလိုက်ရပေမဲ့သူကတော့ဘာမှသတိမထားမိခဲ့ပါဘူးဂျာကြီးက A ခန်းကမိတွေကိုမိန်ပိတ်ချလိုက်တဲ့အချိန်မှာသာသူအန်ရရရှိမှန်းသတိထားမိသွားခဲ့ပါတယ်အဲဒီနောက်ကောင်မလေးကအလင်းမြန်ပြေးပြီးကိုရောင်တကားကိုအာရပါရထူနေပေမဲ့ ဂူရောင်တန်တကားကြီးကထူထူနာကြောင့်အတန်အုံကြီးတာမိနေခဲ့ပါတယ်။ဖုံးချိန်တိုင်းပြောနေတဲ့ကြာကြီးတယောက်မှာတော့ဘာမှမကြားခဲ့တာကြောင့်စန္ဒာတွေကနေချက်ချင်းပင်ထွက်သွားခဲ့ရပါတယ်။အလင်းစလိုဖြစ်နေတဲ့အချိန်မှာပဲကောင်မလေးဟာဂူရောင်ရဲ့ရှေ့ရံမီကိုဖွင့်မိသွားခဲ့ပါတယ်။အဲဒီနောက်အိတ်ထဲကဖုန်းကိုကောက်ရှာနေပြီးဖုန်းဆက်ပြီးအကူအညီတောင်းဖို့ဆဲကူပေမဲ့ဆိုင်ရဲ့ကောင်တာမှာဖုန်းကိုခြံထားခဲ့တာဖြစ်ကြောင်းသတိရလိုက်တာကြောင့်ကုကေယာမဲစွာဖြင့်တကားကိုသာဆက်ထုတ်နေလိုက်ရပါတော့တယ်။ အလို့ဆိုပေမဲ့လည်းဘာမှထူးခြားမလာခဲ့ပါဘူးအင်မတန်အေးခဲနေတဲ့ကိုရောင်ထဲမှာလည်းရေခဲရိုက်ထားတဲ့အသားတွေနဲ့အာလူးကြောင်တွေအပြင်ခရောက်ခရဲဖြစ်နေတဲ့သူရဲ့စိတ်တွေသာကြန့်ရှိနေခဲ့ပါတယ်အရေးကြီးဆုံးအနေနဲ့အပြင်းအရင်ထွက်နိုင်ဖို့သာအကြံဉာဏ်ထုတ်နေရပါတော့တယ်အဲနောက်ကောင်မလေးဟာတွန်လဲတစ်ခုကိုရှာခဲ့ပြီးခြေလောင်နဲ့အတန်ထွက်လာအောင်တွန်လဲဖြစ်တကားကိုစူးစမ်းတိုက်နေပါတော့တယ်အကြာကြီးတိုက်နေတဲ့အခါမှာတော့တန်လက်ကန်ဟာလက်ထဲတီးကိုပိုအေးခိုက်စေပြီးအယိုးထိကိုက်ခဲလာတာကြောင့်သူ့လက်တွေဟာလည်းအလုံးမင်းတုံရင်နေခဲ့ပါတယ်အဲနောက်သူရဲ့အေးခဲနေတဲ့လက်တွေကိုအနှွေးတက်ပေးပြီးခဏကြာမှာတော့ နောက်တစ်ချိန်ထက်လို့ကြည့်ဖို့တတိမွေးလိုက်ပေမယ့်ဘာမှမထူးခြားပြန်ပါဘူး။အေးကန်းရဲ့အပူချိန်ကျဆင်းလာတာနဲ့အမြကော်မာလီရဲ့တကူလုံးဟာလည်းအေးခဲနေခဲ့ပါတယ်။သူဟာခန္ဓာကိုယ်တစ်ခုလုံးကိုပုတ်တိုင်နေပြီးဒီလိုပုံစံမျိုးနဲ့ကိုယ့်ကိုယ်အနှွေးထက်ရဖို့တွေးနေခဲ့ပါတယ်။မထင်မှတ်ပဲအိတ်ကတ်ထဲမှာမူဗီတစ်ကတ်တစ်ခုဟာသူ့အတွက်မျော်လင့်ချက်အလင်းတစားပေါ်လာခဲ့ပါတယ်။တံပန်းတစ်ခုကိုရှာယူလာခဲ့ပြီးတံခါးပေါက်စီကိုပြောင်းရောင်းလာခဲ့ပါတယ်။ကော်မာလီဟာလက်ပတ်နာရီကိုစိုက်ကြည့်နေပြီးရုပ်ရှင်ကြီးတဲ့ပရိသတ်တွေတနာရီခွဲမှာထောက်ခါသွားမယ့်အချိန်ကိုစောင့်နေခဲ့ပါတယ်။ ရုပ်ရှင်ရုံကနေသူဆိုင်ရှိကိုရောက်ဖို့ဆိုရင်9မိနစ်အချိန်သာလိုလားကြောက်ပဲဖြစ်ပါတယ်။အဲနောက်35မိနစ်အချိန်ရောက်လာတာနဲ့အများသူအားတကာကိုချက်ချင်းပင်တန်ပန်းနဲ့အားရပါရထူရိုက်နေပြီမေ။ဖြတ်သွားတဲ့လူတွေများလုံးတာကြောင့်လူတွေရဲ့အတန်တွေဖုံးလွှမ်းသွားခဲ့ပြန်ပါတယ်။သူတို့ဟာခုနကြီးခဲ့တဲ့စကားအကြောင်းနဲ့ခဏနေကြရင်ဘာစားကြမယ်ဆိုပြီးပွက်လို့ရိုက်နေကြတာကြောင့်ကောင်မလေးကဲဖို့အခေါ်တဲ့အတန်ကိုဘယ်သူမှမကြားလိုက်ပါဘူး။ကံကောင်းထောင်မစွာနေပဲနောက်ဆုံးမှာကောင်လေးတယောက်ဖြတ်လျှောက်ပြီးသတိထားမိသွားတဲ့အခါမှာတော့ဆိုင်တကားကြားကနေပြီးအထဲကိုလမ်းကြည့်နေခဲ့ပါတယ် သူ့အနေနဲ့အတန်တခုခုကိုကြားလိုက်ရတယ်လို့ဖြစ်ပြီးဘေးမှာဖုန်းပြောနေတဲ့သူ့အဖေကိုလာနာထောင်ကြည့်ခိုင်းတဲ့အခါမှာတော့ကောင်မလေးကအာကုန်ခံသွားခဲ့ပါပြီလက်တွေ့ကင်ထားတဲ့တံပန်းကလည်းလွတ်ကျသွားခဲ့ပါလေဒီလိုနဲ့ပဲသူဟာနောက်ဆုံးအခွင့်အရေးကိုလုံးဝဆုံးရှုံးလိုက်ရပါတယ်ကောင်မလေးကလည်းစိတ်သက်သာသွားခဲ့ပြီးခန္ဓာကိုယ်ကိုကွေးထိုင်လိုက်ကအနည်းရရအောင်လို့ယူနေခဲ့ပါတယ်ဒါပေမဲ့ shopping mall ရဲ့မိတွေကတခုပြီးတခုမိတ်ချလိုက်တဲ့နောက်မှာတော့အေးကန်းရဲ့အေးဟာလည်းပို့ပြီးတော့ကြဆင်းလာခဲ့ပါတယ်။သူကအေးခဲလို့ကွဲသွားတဲ့လက်ပတ်နာရီကိုပုတ်ခတ်နေပြီးခန္ဓာကိုယ်ကလည်းလက္ခဏာစပြလာပါတော့တယ်။ ကော်မလီရဲ့နှာခေါင်ဟာလည်းအေးခဲလွန်ပြီးတွေးဆထွက်လာခဲ့ပါတယ်။အဲနောက်လက်တွေဟာလည်းထုံကျင်နေခဲ့ပါတယ်။သူ့ရဲ့ခန္ဓာကိုယ်ပေါ်ကကြက်သိန်းညှင်းတွေဟာလည်းအဆက်မပြတ်ထနေပါတယ်။သူ့ရဲ့ခန္ဓာကိုယ်ရဲ့လှုပ်ရှားမှုတိုင်းဟာတိမ်မင်းနဲ့လွန်ဆွဲနေရသလိုပါပဲ။ဒါပေမဲ့အတက်ငယ်ရွယ်လုံးက IADS အောင်မြင်စွာဖြစ်ပြီးနိုင်ငံခြားမှာပညာသင်သွားနိုင်ဖို့အခွင့်အရေးရှိနိုင်သေးတာကြောင့်ဒီတိုင်းဘူမတိပါမတိနဲ့မတိလိုက်တင်တာတွေကိုတွေးမိသွားခဲ့ပါတယ်။အဲနောက်ကောင်မလေးဟာအေးသေးကကောင်ဝင်စကတ်ကိုထုတ်ခဲ့ပြီးနှစ်ချမ်းပြောင်းတစ်ခါတည်းဆုတ်ဖြေလိုက်ပါတော့တယ်။ ။အဲနောက်လက်내ခြေထောက်တွေကိုပိတ်စားပြစ်ပတ်ထားလိုက်ပြီးဒီလိုနီးနဲ့ပေါ်နေတဲ့ဘိုင်းတွေကိုအနှွေးတဲ့ရအောင်လုံနေပြီမယ်လေ။ဒီလောက်ဝိဆာလေးနဲ့တော့ဘာမှမထူချခဲ့ပါဘူး။သူဟာအေးခဲလွန်းတာကြောင့်နှုတ်ခမ်းတွေတောင်ပြလာပြီးခြေသေးတွေဟာလည်းစတင်ခွဲလာခဲ့ပါလေ။ဒါပေမဲ့ယုတ်တီရဲ့အေးတက်မှန်သမျှဟာအဲဒီပန်ကားကနေလာတာဖြစ်ကြောင်းသူသတိထားမိသွားခဲ့ပါတယ်။အဲဒီပြဿနာကိုသာဖြေရှင်းနိုင်ရင်သူဟာမနှက်ဖြန်အထိအလုပ်ဖော်ရည်လုပ်တတ်မဲ့အချိန်ဒီစောင့်ဆိုင်းနေမှာဖြစ်ကြောင်းတွေးမိသွားခဲ့ပါတယ်။အဲနောက်ကောင်မလေးကချက်ချင်းပင်စားလို့ရှာလိုက်ပါတယ်။ ဂျပါတကူကိုယူခဲ့ကအထက်ကအစားအစာတွေအားလုံးကိုတွန်းချလိုက်ပြီးဂျပါကိုနှစ်ချမ်းဖြည့်အောင်ဆုပ်ဖြည့်လိုက်ပါတယ်။သူ့လက်တွေတုံရင်စွာဖြင့်ဂျပါဘေးအစုံကိုတိတ်တွေနဲ့ကတ်နေပါတော့တယ်။အဲနောက်အေးခဲနေတဲ့သူဟာလေကားပေါ်ကိုကြိုးစားပန်းစားတက်နေပါတော့တယ်။အေးစိတ်နေတဲ့လေဟာသူ့မျက်နှာပြင်ပေါ်ကိုတိုက်ခတ်လာတာကလည်းဒါတချောင်းနရိုးတဲကိုထိုးဆိုင်နေသည်အလား။ဒါပေမဲ့အသက်ရှင်ဖို့အတွက်သူဟာအန်ကျိတ်ပြီးခြေပြားထောက်ကသူခုနကပြုတ်ထားတဲ့ချက်ပါနဲ့လေပောက်ကိုပေးလိုက်ပါတယ် အနောက်ကုနာရင်အစင်သေးကတ်ထားတဲ့တေးပြေးဘေးပေါင်းကိုတိချကတ်ပေးလိုက်ပါတယ်။ဒါပေမဲ့တပောက်ကိုမနေကတ်ပြီးနောက်လေပေါက်တစ်ခုကိုကတ်ဖို့ပြင်တဲ့အခါမှာတော့လေအေးရချက်ဖောက်ကိုလွင်းထွက်သွားစေခဲ့ပါတယ်။ကောင်မလေးအားအဲ့ဒီချက်ဖောက်ကိုသာပြန်ကောက်လိုက်ရပြီးတိတ်တွေများစွာပြန်ကတ်ကအပောက်ကိုပြန်ပိတ်ထားလိုက်ရပါတော့တယ်။မထင်မှတ်ပဲမတော်တဆချီချော်ကြပြီးချက်ချင်းပင်လဲကျသွားတဲ့အခါမှာတော့ဘေးနားတွင်ရှိတဲ့ပစ္စည်းတင်စင်ကြီးကိုသွားတိုက်မိပါတော့တယ်။တော်မလေးအားလည်းရုတ်တရက်ရှောင်ထွက်ဖို့ကြိုးစားနေပေမဲ့လေတံပေါင်နဲ့သူ့ချီချင်းဝဲကိုထိခိုက်သွားခဲ့ပါတယ်။ အခုတွင်စ조사အထောက်ခဲ့သည်များဟာလည်းအလဟတ်တက်ဖြစ်သွားခဲ့ပါသည်။ကံကောင်းထောက်မစွာနေပေဖခင်ဖြစ်သူဟာသမီးဖြစ်သူညာလုံးပေါပြောင်းနေတာကြောင့်ရဲစခန်းကိုအမှုဖင်ခဲ့ပါသည်။ကောင်မလီယာတိတ်တိတ်ကိုပြန်ခွာချနေပြီးအေးခဲနေတဲ့ခြေတော်ကိုပြစ်စီဆင်ကြတဲ့ဖြင်းညစွာထိလိုက်ပြီးတဲ့နောက်စတုကန်ဂျပါတကူပြေးဘီနာကားဟာနေတဲ့ကြားကိုဖြိလိုက်ပါသည်။ခြေတော်ခံခံစွာညှက်ထားပြီးတဲ့နောက်မှာတော့ကောင်မလီယာတပြင်းတစ်ချက်ချလိုက်ပြီးဆုံးဖြတ်ချက်တစ်ခုကိုချလိုက်ပါတော့တယ်။ အင်းတော်သူကခြေထောက်ကိုတင်းတင်းကြပ်ကြပ်ကင်ထားပြီးတစ်ဖက်ကိုအားရပါရလှည့်လိုက်ပါတော့တယ်။ကျွရတဲ့အတန်တစ်ခုကြာပြီးတဲ့နောက်မှာတော့အလွန်မင်းနာကျင်လုံးနာကြောင့်ကော်မလေးကမေ့မျောသွားခဲ့ပါတယ်။ကော်မလေးမျက်စိပြန်ဖွင့်လာတဲ့အခါမှာတော့ခုနကအစ်စ်လွဲသွားတဲ့ခြေချင်းဝင်ဟာလည်းပြန်ကောင်းသွားခဲ့ပါတယ်။ဒါပေမဲ့အရေးကြီးတဲ့အချိန်လေးဖြစ်တာကြောင့်ချက်ချင်းလှုပ်ရှားပြီးပြန်လည်ကောင်းမွန်လာအောင်လုပ်ရမှာပဲဖြစ်ပါတယ်။သူဟာအေးဒတ်အောင်အနှုတ်ဆက်ခွန်ဒီဂရီမှာပြိမိနေတာကြောင့်မထင်ရင်မထင်သလိုအသက်ဆုံးရှုံးသွားနိုင်ပါတယ်။အဲနောက်ကောင်မလေးကဝေဒနာကိုတောက်ခံထားပြီးခြေချင်းဝေကိုကြံရှိတဲ့ဝေစာနဲ့တိတ်ပြတ်ပတ်ထားက ဖနက်ကိုပြပြလေးပြန်စီလိုက်ပါတယ်။ဖြင်းချင်းစွာလုံနေတဲ့အပြူမူတိုင်းဟာလည်းသူ့ကိုအန်ချေမတက်နာကျင်စေပါတယ်။ကောင်မလေးရာကျဖပြပြည့်ထုံချောင်းပြုလောက်ကချစ်ချင်းဝင်းနှစ်ဖက်ကိုငြိမ်အောင်ကုလိုက်ပြီးတိတ်ဖြစ်ပြန်ကတ်လိုက်ပါတယ်။နောက်ဆုံးမှာတော့မတက်ရက်နိုင်ဖို့ရုပ်ကန်လိုက်ရပါတော့တယ်။ထုံနေထုံနေဖြစ်နေပြီမယ့်အနည်းဆုံးတော့လှုပ်ရှားသွားနိုင်ခဲ့ပါတယ်။အခုတော့သူဟာကိုအတွက်အစာရှာစားရမှာဖြစ်ပြီးအေးခဲနေတဲ့ခန္ဓာကိုယ်ကိုအနှွေးထက်ပေးရမှာပဲဖြစ်ပါတယ်။ဒါပေမဲ့အေးခန်းတွေကအလိုကြောင်းတွေကတော့တန်မိနစ်အလားမကျော်နေတာကြောင့်မျိုးချနိုင်ဖို့အရန်ခက်ခဲပါတယ်။ တချက်မြှချလိုက်ရုံနဲ့သူဟာအဆက်မပြတ်ချောင်းဆိုးနေခဲ့ပါတယ်။အဲနောက်ကောင်မလီယာအေခဲထားတဲ့အသားစိတ်ညှိနှံကိုအောင်းအီးပြီးစားဖို့ကြိုးစားနေပေမဲ့လည်းအသားတွေဟာလည်းအုန်နေခဲ့ပမာတောက်နေပါတော့တယ်။သူဟာအသားစိတ်တွေကိုခဏသာစိုက်ကြည့်နေပြီးလက်လျှော့လိုက်ရပါတော့တယ်။ဒီလိုနဲ့ပဲကောင်မလီယာအေခဲတဲ့တန်နဲ့စားလောင်မိုးသိမ့်မှုကိုခံစားနေလိုက်ရပြီးကံကြမ္မာရဲ့အစီရင်ခံမှုကိုသာဆောင်ဆိုင်နေလိုက်ရပါတော့တယ်။မထင်မဲ့ပဲဘီနာကတစ်ချက်ချက်အတန်ကသူ့ကိုစိတ်ဝင်စားသွားစေခဲ့ပါတယ်။သူလဲကြည့်လိုက်တဲ့အခါမှာတော့အမွေးပွားနဲ့ကြွတကောင်ဟာစက္ကူဘူးအနီးပေါ်လှုပ်ရှားသွားလာနေတာကိုတွေ့လိုက်ရပါတယ်။ ကောင်မလေးကချက်ချင်းမင်းအမြင်ကျလာပြီးချက်ချင်းမင်းစက်ကူဘူးကိုလှမ်းကင်လိုက်တဲ့အခါမှာတော့အထဲမှာလည်းချောကလက်မုတ်တစ်ချောင်းဖြစ်နေခဲ့ပါတယ်အရာနေပဲသူဟာမဆောင်နိုင်တော့ပဲချက်ချင်းဆိုသလိုမကြောနေတဲ့အရာတာကိုတော့မမှုတော့ပဲချောကလက်ကိုအားရပါရစားနေပါတော့တယ်တသက်ဆက်ရှင်ခဲ့မယ်ဆိုရင်မျောလင်းချက်တွေဟာလည်းရှင်းတန်နေမှာပဲဖြစ်ပါတယ်ဒီတွင်သူနဲ့အတူပိမိနေတဲ့ကြက်ပေါက်လေးကိုချီပြီးကောင်မလေးဟာတနာစိတ်ဖြစ်သွားတာကြောင့်ချောကလက်တစ်ပိုင်းကိုဖြတ်ကလက်ထဲတွင်အောင်းဝေးပေးနေခဲ့ပြီးချောကလက်အနေငယ်ပြောတော့အောင်ကြိုးစားနေကလက်ထဲကမုတ်ကိုကမ်းပေးလိုက်ပါတော့တယ် ကျက်ပေါလေးကအာရပါရစားနေတာကိုကြည့်ပြီးအခဲနေတဲ့ကောင်မလေးစိတ်တွေအားလည်းမျောလင်းချက်အလင်းတစားပြန်လဲပေါ်ပေါက်လာခဲ့ပါတယ်။ချောကလက်မုတ်ကိုစားပြီးတဲ့နောက်သူဟာကျက်ပေါလေးကိုသူ့ရိတ်ထဲထည့်လိုက်ပြီးအနှွေးတဲ့အနေငယ်ရအောင်လှုပ်ပေးလိုက်ပါတယ်။မထင်မပဲကန်ဂျမာဟာသူ့ဘက်မျက်နှာသာပေးခဲ့ပြီးမိချစ်ကိုရှာတွေ့သွားခဲ့ပါတယ်။ဒီရဲ့အနောက်18ဒီဂရီရှိတဲ့အေဂန်ထဲမှာသူဟာနောက်ဆုံးတော့အနှွေးတဲ့ရဖို့အခွင့်အလမ်းရခဲ့ပြီးအဲနောက်သူအမြဲလေးလာနေတဲ့ IDS ဒီအစအောင်နဲ့တက်စာရွက်အချို့ကိုမိညိလိုက်ပါတယ်။အဲနောက်ထိမင်းနိုင်သိမ်းမရပူပူရှုံးမိပါတော့တယ်။ ။စာမမဲဖြေလို့မအောင်မှကြောက်တဲ့စိတ်တွေဟာလည်းအခုမှတော့အလောက်ထိအေးမကြည့်တော့ပါဘူး။မိအောင်ဟာလည်းသူမရဲ့အေးဆက်နေတဲ့မျက်နှာကိုထင်ရှားစေခဲ့ပါရယ်။ကောင်မလေးဟာလောဖော့ကင်ဘတ်လောက်တတ်တဲ့အချိန်ထိစောင့်ဆိုင်းနေမယ်ထင်ထားပေမယ့်အေးကန်ရဲ့အပူချိန်မြင့်တက်လာတာနဲ့အများကောင်မလေးကမူးဝေစာပြူလာခဲ့ပါရယ်။အုတ်ဆိုင်နေတဲ့အခုငွေတွေကြောင့်ကောင်မလေးကအဆက်မပြတ်ချောင်းဆိုးနေပါတော့တယ်။သူဟာဘေးဘက်ဝန်းကျင်ကိုဝေ့ကြည့်လိုက်တဲ့အချိန်မှသာပိတ်လောက်နေတဲ့အခန်းထဲမှာမိရှို့ခြင်းဟာလေအနုအနီနဲ့ကိုကုတ်ကိုတတ်တင်နေတာဖြစ်ကြောင်းသတိရသွားခဲ့ပါရယ်။ ။အဲနောက်ကောင်မလေးကကြံရှိတဲ့ချက်ပါစားဖြစ်တာမိကိုညှိနှိုင်းရပါတော့တယ်။သူဟာစိတ်သက်လုံအောင်ချသွားခဲ့ပြီးဒီတန်းကိုဘလို့ကြော်ဖြတ်ရမလဲသူမသိတော့တဲ့အချိန်မှာပဲ။ပြာမုတ်ထဲကကပ်ပိုင်းစားတစ်ခုကိုသတိထားမိပြီးကြီးလိုက်တဲ့အခါမှာတော့အိုက်ကလော့စာအေးတက်မှာကာကွယ်နိုင်တဲ့ဆိုတဲ့နီလန်တွေကိုတွေ့သွားခဲ့ပါတယ်။သူဟာစိတ်ကိုပြန်စုစည်းကအေးကန်ကပစ္စည်းပုံတွေကိုရွှေ့နေပြီး ရိုရှင်းတဲ့ရေခဲအင်ငယ်လေးကိုပြုလုပ်ဖို့ကြိုးစားနေပါတော့တယ်။ခြေတုံချတောင်ထွက်လိုက်တဲ့နောက်မှာတော့ကောင်မလေးဟာလုံခြုံတဲ့ယာယီတဲလေးတစ်ခုကိုစောင့်လုပ်နိုင်ခဲ့ပါတယ်။ဒါပေမဲ့သူဟာအထဲကိုအလင်းစလုံးမဝင်ပဲကြွက်ကလေးကိုသာအရင်ပေးဝင်လိုက်ပါတော့တယ်။နောက်ဆုံးကြပ်ပပုံပိတ်လိုက်တာနဲ့အများသူနဲ့ကြွက်ကလေးဟာလည်းအနှွေးတဲ့တစ်ဖြည်းဖြည်းရလာပါတော့တယ်။မကြာခင်မှာပဲသူဟာပြင်းပန်းသွားခဲ့ပြီးချက်ချင်းဆုတ်သလိုအိပ်ပျော်သွားခဲ့ပါတယ်။ဒါပေမဲ့သူမနိုးထလာတဲ့အခါမှာတော့ကြွက်ကလေးကပျောက်ဆုံးသွားခဲ့ပါတယ်။ကောင်မလေးဟာတိတ်တောက်ကိုအမြန်တွန်းဖိတ်လိုက်ပြီးရှာကြည့်လိုက်တဲ့အခါမှာတော့ မလုံးမရှံတဲ့တစ်ဖက်မှာမောက်ရက်လဲနေတာကိုတွေ့မြင်လိုက်ရပါတယ်။သူ့အပြင်ကိုထွက်ကြည့်ဖို့ပြင်တဲ့အခါမှာတော့လမောင်းအသားဟာကျမ်းပြင်ထဲကနေလာကြောင်းကောင်မလေးကနာမကိုဂယူမဆိုင်တော့ပဲအန်ဂျိတ်ကလမောင်းကိုအာရပါရမျောက်ချလိုက်ပါတော့တယ်။